ဒါပဲနော်ဖူလာမသိတာ Okay camera rolling သူကတော့ပြောတော့နော်သူကတော့အလုံးမလုံးတာကြာတော့အပြန်လောက်ရတာအစ်တတရလို့ခံစားရတယ်လို့သူကတော့ပြောတယ်ဒါပေမဲ့ကျွန်တော်မြင်တော့ तू ကငကိုရီက professional အရန်ပီသားရတဲ့လူပြ तू ကအရန်စိတ်ရှင်းတယ်လို့ကျွန်တော်မြင်ရလေမမတင်စားကိုကြည့်ရ तू ကအရန် focus ပြတ်တယ် तू ကဒါဆိုဒါတခုပဲ तू အောင်ဆိုင်တယ်အဲ့ဘောပါ तू က focus ပြတ်တယ်အခုမှပြန်ဆလောက်ရတာအစ်တတရလို့ဖြစ်တယ်လို့ဆိုပြီးကျွန်တော်ဘေးကကြည့်တော့လုံးဝ professional ပီသားတဲ့အသေးဆုံးအကောင်တယောက်လို့မြင်တယ်အဲ့လိုလိုကောင်းတယ်ဟုတ် တော့ပြောတော့ तू ကတော့အလုံးမလုံးတာကြာတော့အပြန်လောက်ရတာအတိတ်တရလို့ခံစားရတယ်လို့ तू ကတော့ပြောတယ်ဒါပေမဲ့ကျွန်တော်မြင်တော့ तू ကငကိုရီက professional အရန်ပီသားရတဲ့လူပြ तू ကအရန်စိတ်ရှင်းတယ်လို့ကျွန်တော်မြင်ရလေမမတင်စားကိုကြည့်ရတယ် तू ကအရန် focus ပြတ်တယ် तू ကဒါဆိုဒါတခုပဲ तू အောင်ဆိုင်တယ်အဲ့ဒီဘောမှာ तू က focus ပြတ်တယ်အဲတခြားတချို့လူတွေလိုမျိုးအဲ့လိုမျိုးဟာမျိုးမရှိတော့ तू ကသာဒါဒီလောက်ကပြန်လောက်ရတာခုမှပြန်ဆလောက်ရတာအတိတ်တရလို့ဖြစ်တယ်လို့ဆိုပြီးကျွန်တော်ဘေးကကြည့်တော့လုံးဝ professional ပီသားတဲ့အသေးဆုံး အခေါင်းတယောက်လို့မြင်တယ်အဲ့လိုလိုကောင်းတယ်ဟုတ်အော်ဒီလိုပဲမမတင်တာကျွန်တော်တို့ကမဟုတ်ပါဘူးဒါတော်တော်များများဟိုပါဖြစ်ပါတယ်ဟာသူ့ကိုကျတော့ main clip ပြတ်သက်ကောယောက်ျားလေးပြတ်သက်ကောဟိုပါဖြစ်တယ်လေဟာဟာတဘောကြဟာဟာသူ့ပုံစံပေါ့နော်သူ့ပုံစံနဲ့သူ့ကိုသူခဲလို့တဲ့ပုံစံဒီအမှုပညာမှာသူအဲ့လိုခုနလိုဒီ professional ပြသတာမျိုးနဲ့ကကျတော့အခုရောက်နေတဲ့အနေအားနဲ့သူနဲ့ကအဲကြည့်လို့ကောင်းတဲ့နေရာပေါ့နော်သူကအမှုပညာတကယ်အဲဘယ်လိုပြောမလဲအဲ့လိုအဲ့လိုလူတယောက်ကသူကျွမ်းကျင်တဲ့အလုံး သူကျွမ်းကျင်တဲ့ပတ်ဝန်းကျင်မှာအလုပ်လုပ်နေရတာကြည့်ရတာအဲပြောဖို့ကောင်းတာပေါ့ဒါဆိုအခုသူလက်ရှိလုပ်နေတဲ့အမှုပညာအလုပ်ဆိုတာသူနဲ့အလိုက်ဖက်သွင်းနေရဖြစ်နေသူကအဲ့နေရာလေးကိုပြန်ရောက်သွားတာကိုဘေးကကြည့်ရတာဟောကောင်းတယ်လေပြောဖို့ကောင်းတယ်လေဟောသူနဲ့လိုက်ဖက်တာပေါ့ဒီနေရာဟောကျွန်တော် model ဆက်လုပ်ပေးရလဲအဲ့လိုတစ်ခါချင်းရှိုးပွဲတွေမှာတွေ့ပါတယ်ဟိုအလုပ်သာအခုလိုလူတွဲမလုပ်ဖြစ်ပေမဲ့ဒီလိုပဲဟိုကျွန်တော် model ရှောက်တဲ့အချိန်မှာတော်တော်တော့မင်းမီးပေါ့အဲ့လိုသူတို့လည်း show ရှောက်တဲ့အချိန်မှာတစ်ခါချင်းပါလေဒီလိုပဲဟိုဒီကျွန်တော်ကတော့အဲ့လိုတွဲမလုပ်ဘူးပဲလူပဲပွဲတွေမှာတော့စုံလာပဲဟုတ် ဟုတ်ကဲ့ပါဟာဟာရဲမဲ့တင်တာ။တွက်ငယ်တာပေါ့ဟော။ငယ်ဟော။အော်ဒီနေ့ရှူတင်ကဟိုပါပေါ့ကိုကျွန်တော်အသေးဆုံးကိုကြော်ကြော်ပိုင်မှုပေါ့သူတချင်းဆိုတော့သူတချင်းလေးပါ။သူတချင်းလေးတချင်းနာမည် Expire အဲ့တချင်းလေးကိုဒီနေ့ music video ရိုက်တဲ့ရိုက်ခွဲပေါ့ဟော။မတင်တာဘယ်လဲဒါ။ဟာ။ဟာ။ဟုတ်တယ်။ဟုတ်တယ်ပထမဆုံးရိုက်ဖြစ်တာပေါ့ဟော။မတရားကမတရားကဘာရှိလဲဆိုတော့အမ် အာဘောမမတင်စားနဲ့ကိုကျော်ကျော်ပိုင်မှုနဲ့အဲ့လိုရံဖြစ်တဲ့အခန်းမှာရိုက်တာကျွန်တော်တို့ကတကယ်ချင်းဇွဲပြေးအခန်းမှာရိုက်တာရိုက်တော့လို့ပကံတွေပါးတွေခွဲအဲ့လိုပကြီးကားတွေပဲအဲ့လိုရံဖြစ်တဲ့အခန်းရိုက်တော့အဲသူကဟိုရလာတဲ့အားနာတဲ့ပကံတွေပါးတွေအချမ်းမြမှာတော့ရပါတယ်ပေါ့နော်အဲ့ဒီမှာသူဖြည်းဖြည်းပဲခွဲမယ်ထင်တာဝုန်းသူခွဲကြိုက်လာပါပကံရောပါတယ်အခုမော့လာကျေးပြီးတော့ပျော်စရာကြီးပါအမတရားဟောတောင်းကြမ်းလိုက်ပါတယ်ချစ်ချင်းမြတာက အစ်စပန်ယာပြစ်သွားပြီဆိုလို့ရှိရင်ဆိုတော့ဘာမှဆက်လုပ်လို့မရတော့ဘူး။တချင်းလေးနဲ့ကျွန်တော်ကြိုက်တယ်။အဲ့တော့ကျွန်တော်ကထားပါတော့ကျွန်တော်ကဟိုအမဲ့လွန်နေတဲ့တစ်သီးတစ်လုံးကိုပြစ်လိုက်ရမှာနှမျောတဲ့စိတ်နဲ့ဆက်စားလေးအစိတ်တင်လေးပဲ။အဲအဲ့လို theme လေးနဲ့အဲ music video လေးအခုရိုက်နေတာပေါ့။ဟုတ်။အမအမဲ့လွန်နေရက်လွန်သွားတယ်ဆိုတာက limit ကုံရတာပေါ့နော်။လူတစ်ယောက်ကလူတစ်ယောက်ကိုသီးခံတာလားလူတစ်ယောက်ကလူတစ်ယောက်အပေါ်မှာမျှော်လင့်ချက်ထားတယ်ပြီးအမျိုးရင်းချက်ကမျှော်လင့်တော့ဖြစ်မလာဘူးဆိုတော့ကြာတော့အဲ့ဒါကြီးက ကိုဘလောက်ပဲမျောလဲမျောလဲအဲကိုဘလောက်ပဲမပြည့်စည်တယ်ကျွန်တော်ဘလို့ပဲပြည့်စုံပြုံးထောင်ပြုံးထောင်အဲ့ဟာက expire ဖြစ်သွားတဲ့အချိန်ကြက်လို့ရှင်ကျွန်တော်ဘာမှလို့ပြောမှာဆိုဗျာဟိုဟာပေါ့အဲ့လိုဝီဂျွေးကောင်ကတော့လာဒါမှမဟုတ်လို့ရှင်လဲတန်ရောင်းနေအပြီးပြတ်သွားတဲ့ relation တစ်ခုအကြောင်းကိုဟိုရိုက်ထတာပေါ့ဒါဟောပစ္စည်းတစ်ခုပဲဖြစ်ဖြစ်အရာဝတ္ထုတစ်ခုပဲဖြစ်ဖြစ်အဲ့လိုလေဆက်ဆံရေးတစ်ခုပဲဖြစ်ဖြစ် तू expire ဖြစ်သွားပြီဆိုတဲ့အချိန်ဟာ expire မဖြစ်သေးခင်သာ तू အဲ့အဲ့ဒဏ်တွေကိုနှစ်ဦးနှစ်ဖက်ခံစားရတာဟုတ်တကယ်အစ်မဖြစ်သွားပြီဆိုတဲ့အချိန်လဲကြောက်အဲ့ဒါကအဲ့ဒါကိုအကောင့်လို့လက်ခံမှ तू က နှစ်ဦးနှစ်ဖက်အတွက်ကောင်းတာလေအဲ့လိုလက်မခံဘဲနဲ့ expert ရပြင်မှန်းတည်တည်နဲ့အဲ့လိုဆက်တိုးလဲသူကဘယ်သူမှအကျိုးမရှိနိုင်ဘူးခုနကကျွန်တော်ပြောသလိုပဲရက်လွန်နေအသီးဟလာအမဲ့လွန်နေအသီးတစ်ခုကဘေးမှာချထားလိုက်တာအကောင်းဆုံးပဲအဲ့လိုမဟုတ်ဘဲနဲ့သူကလွတ်ပြလိုက်ရမှာနှစ်မျိုးတဲ့စိတ်နဲ့ဖတ်တွေ့ထားလေးဆက်စားလေးဒါကိုယ့်အတွက်အစာစိတ်တင့်လေးပဲဆိုတော့ဟာမျိုးပါဒါကကျတော့ကျွန်တော်ခံစားချက်တွေဘာတွေထက်ဒီသချင်းပေါ်မှာကျွန်တော်ခံစားရတဲ့ခံစားချက်ကိုဟိုရိုက်ထတာပါနော်ကျွန်တော် feeling ကျွန်တော် personal feeling လောမှာမပါဘူးဒီသချင်းကပေးတဲ့ sense အတိုင်းကျွန်တော်ရိုက်တာပါလေ အဲကိုကျော်ပိုင်မှုကအမှန်တမ်းပြောတာကျွန်တော်တို့ဒီလောကရဲ့မိုးငယ်ကျွန်တော်တို့ငငငငတဲ့လောက်တော့ပြောလို့ရတယ်။ဟိုလေအသက်သာသိမ့်မကွာတာသူ့ကိုကျွန်တော်တို့ကဟိုကျွန်တော်တို့ဒီလုံးမလုတ်ခင်နေရမြင်မှုနေရလေဒီတရုပ်ဆောင်တယောက်နေမြင်မှုနေရတချင်းဆိုတာတော့တိတာဒီတနေ့လောက်ပဲရှိသေးတယ်။ဆိုတဲ့အချိန်မှာသူချင်းဆိုတာကျွန်တော်ကြိုက်တယ်အဲပြီးတော့သူ့အံလေးလည်းကျွန်တော်ကြိုက်တယ်ကြိုက်တဲ့အချိန်မှာသူကတော့ဟိုအားတဲ့အဲသူနောက်ထပ်မဲ့တချင်းလေးပေါ့လေအဲ့လေးနားထောင်ကြည့်ပါလားအဲ့ဒါလေးကြိုက်လို့ရှိရင်ရိုက်ပြပါလားဆိုတော့ကျွန်တော်နားထောင်ကြည့်လိုက်တဲ့အချိန်မှာ ကြိုက်တယ်သူဆိုတာလည်းကြိုက်တယ်ပြီးတော့ရေးထားတဲ့သချင်းလေးရေးထားတဲ့ဟာလည်းကြိုက်တော့အဲရိုက်ပြဖြစ်တာပေါ့ပြီးတော့ဒီသချင်းလေးကသူနဲ့လည်းလိုက်တယ်အဲသူသူ့ရဲ့အဖြစ်အပျက်နဲ့ရောပြီးတော့သူ့ရဲ့အဲခန်းစားချက်နဲ့ရောဒီသချင်းလေးရာလေးအတန်သူ့တာကာလာနေလည်းလိုက်တယ်တော်တော်လေးကောင်းတယ်ဟုတ်တယ်မမတင်တာနဲ့ဒါပရောင်သုံးဆုံးမှုလားဟုတ်တယ်သူလည်းကျွန်တော်ငယ်တဲ့အကြည့်ရဲ့သေးဆောင်တယောက်ငယ်ရဲရဲရဲအာသူကတူရအောင်ကျွန်တော်ငယ်ပါတယ်စတော့ပါ